နိုင်ငံတကာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့တာဝန်ရှိတာအစိုးရမှတာဝန်ရှိရလို့ပြောခဲ့တာလည်းဖာစုပဲဟုတ်လားမဆန်းနိုင်ငံတကာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ပြည်သူလူထုမှတာဝန်ရှိတယ်ဒီပြည်သူလူထုကိုပဲအစိုးရကအားကိုးအားထားပြုရမယ်လို့ပြောခဲ့တာလည်းဖာစုပဲအလုံးမဲမင်္ဂလာပါခင်ဗျာကျွန်တော် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မတ်လ24ရက်နေ့2025 ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုအခုချိန်ထိအမြဲကြည့်ရှုအားပေးနေတဲ့အရောက်တိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လေးလုပ်ပြီးတော့ခေါင်းလောင်းလေးတွေနှိပ်ခဲ့ပေးဖို့ဝမ်းရံပေးကြဖို့မေတ္တာရက်ခံပါတယ်ကျွန်တော်ဒီနေ့မှာတော့ဒီနေ့မနက်ခင်းထိနောက်ဆုံးရရှိထားတဲ့တင်တွေကိုလိုရင်းတူရှင်းလေးဖတ်ပြသွားမှာဖြစ်ပါတယ်စလိုက်ကြရအောင်တမ်ပတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းထိုင်းနိုင်ငံဘန်ကောက်မြို့တွင်ကျင်းပမိမိ PIMSTEC အစီအဝေးတက်မြည်တဲ့အကြံပတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်ကျင်းပမည် PIMSTEC အစီအဝေးတို့တက်ရောက်မည်ဖြစ်ကြောင်းထိုင်းတရင်ဌာနကဖော်ပြထားပါတယ်တဲ့နော်ထိုင်းကလည်းဗာဒိဗေတွေလုံမအောင်မသိဘူးနော်ဒိဗေမရှိရတယ်တော့လုံနေပြီထိုင်းကဆားလုပ်လာပြီဆက်ကြည့်အောင်မွန်ပြည်နယ်အတွင်းရှိအဝေးပြေးလမ်းပိုင်းလုံချုံရေးအတွက်ရာမညာစစ်ကြောင်းစစ်ဆေးမှုများပြုလုပ်တဲ့ မွန်ပြည်နယ်အတွင်းရှိအဝေးပြေးလမ်းပိုင်းလွန်ခြုံရေးအတွက်ရာမညာစစ်ကြောင်းမှတော်လန်ကြီးရဲဘော်များကယနေ့မတ်လ23ရက်နေ့တွင်စစ်ဆင်မှုများပြုလုပ်ခဲ့ကြောင်းသိရှိရသည်တဲ့ရာမညာစစ်ကြောင်းကိုလည်းဇန်နဝါရီလ18ရက်နေ့တွင်မွန်ပြည်နယ်မွန်ပြည်လွမြောက်ရေးတပ်မတော် MNA မွန်မျိုးတပ်လွမြောက်ရေးတပ်မတော် MNLA AD မွန်ပြည်နယ်ကာကွယ်ရေးတပ် MSDF မွန်ပြည်နယ်တော်လှန်ရေးတပ် MSRF တို့ စူးစီဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရတယ်တဲ့။ဟောတဲ့တဲ့ပေါ့လေ။ရေဦးမြို့ရွှေပြည်တာရက်ကွက်ဓမယုံရှိတွင်စစ်စေးရေပြုတ်လုံနေတော့စစ်ကောင်စီတပ်သားများကိုတရုံဖြစ်ဘုံချဲတိုက်ခိုက်မှုစစ်တပ်ဘက်မှ၃ဦးသေဆုံးတဲ့။သခိုင်းတိုင်းရေဦးမြို့ရွှေပြည်တာရက်ကွက်ဓမယုံရှိတွင်စစ်စေးရေပြုတ်လုံနေတော့အချမ်းမစစ်ကောင်စီတပ်သားများကိုတရုံဖြစ် ပုံကျဲတိုက်ခတ်ရတဲ့စစ်တပ်ဘက်မှ၃ဦးတည်ဆုံခဲ့ကြောင်းရေဦးမြို့နယ်ပြည်သူ့ကော်မတီတပ်ဖွဲ့ကတာဝန်ခံကပြောထားတယ်တဲ့နော်။ကောင်းလိုက်တဲ့သတင်းပဲ။နောက်တစ်ခုဆက်ကြည့်အောင်။ပဲခူးတိုင်းတွင်အေအေတဲ့ PDF ဖြုတ်ချပွဲနေတဲ့စစ်တပ်ထောက်ခံပွဲလုပ်ရန်တဲ့စစ်ကောင်စီကလည်းပြည်သူများကိုချင်းချောက်ဆင့်ခေါ်နေတဲ့ပဲခူးတိုင်းတာယာဝတီခရိုင်ရှိတဲ့မြို့နယ်ချို့တွင်အကြမ်းဖက်စစ်တပ်ကအေအေနဲ့ PDF ဖြုတ်ချပွဲနေတဲ့စစ်တပ်အဲ တက်ထောက်ခံပွဲပြုလုပ်ရန်နဲ့ကြေးရွာများကိုလည်းဝင်ရောက်စီးနင်းပြီးတဲ့အိမ်လင်းနဲ့တဦးတက်ရောက်ရမည်ဟုတဲ့ချင်းချောက်နေ၍ပြည်သူများလည်းတင်းရှောင်နေရကြောင်းဒေတာ ပြည်သူများကပြောဆိုထားပါတယ်တဲ့နော်စစ်ကောင်စီကတော့နော်မဟုတ်ကဟုတ်ကလည်းလုပ်ပြီးအိမ်နဲ့ PDF ကိုဘယ်လောက်ကြောက်လဲဆိုရင်သူတို့ကိုစန့်ကျင်ထောက်စန့်ကျင်တဲ့ပွဲလောက်ခိုင်းတာဘောနော်အိမ်နဲ့ရှုံချတဲ့ပွဲလောက်ခိုင်းတာအိမ်နဲ့ PDF ကိုအလောက်လေးကိုကြောက်နေပြီနော်အလောက်လေးကြောက်တဲ့အစင်းရောက်နေပြီစက်ကြီးအောင်နော်လည်းတစ်ထင်းတစ်ပေါ့ ကန့်ကောတဲ့နန်းခေါ်နန်းခါကြီးရွာစေခန်းကိုစစ်တပ်ကလေရင်ဖြစ်ဘုံကျဲမှုကြောင့်ဆရာဝန်ကြီးဒေါက်တာမြဆိုးအောင်ကိုဝင်ဆောင်ဇနီးတဲ့ဒေါက်ခိုင်နှင်းဝေနဲ့တားငယ်အပါဝင်ပြည်သူ၁၂ဦးတေဆုံးတဲ့ဒီကနေ့အမှတ်ရရင်နော်စေခန်းကိုတော့မအဲ့လိုလောက်တာမကွေးတိုင်းကန့်ကောမြို့နယ်နန်းခါကြီးရွာစေပေးခန်းကိုအချမ်းမစစ်ကောင်စီတပ်ကလေချောင်းဖြစ်ဘုံကျဲတိုက်ခိုက်ခဲ့ရာဆရာဝန်ကြီးဒေါက်တာမြဆိုးအောင်ကိုဝင်ဆောင်ဇနီးတဲ့ဒေါက်ခိုင်နှင်းဝေနဲ့တားငယ် ါပါဝင်ပြည်သူ၁၇ဦးတည်ဆုံးခဲ့ကြောင်းရောအလင်းတန်းမှအကိုဘကောင်ကပြောဆိုထားပါလေတဲ့နော်သူတို့တော်တော်မတ်ကြိုင်းတယ်နော်ပြည်သူလူထုတွေရှိတဲ့နေရာတော့မဟုတ်ဘူးကလေးတွေရောကိုဝင်ဆောင်တွေပိုက်ကြည့်တဲ့ကြီးရောအများအခုဆရာဝန်တွေရောစေခန်းတွေရောသူတို့ကဘာမှမချမ်းဘူးသူတို့မှရုပ်မယ်ဆိုတော့အဆုံးထိရုပ်ဖို့တော့ပဲသူတို့တွေးထားတယ်အဲကြောင့်မို့ကျွန်တော်တို့လည်းဒီရဟာကိုသဆိုင်နဲ့တော်လန်ကြဖို့လဲပြောချင်ပါတယ်စက်ချီအောင်နောက်တဲ့တလင်းတစ်ပုတ် ရေမျက်နှာမြို့နယ်မှာစစ်ရှောင်နေလိတဲ့အဓိရခံများပြမလာပါကနေအိမ်များကိုချိတ်ပိတ်မိဟုစစ်ကောင်စီချိန်ချောက်တရားဝတီတိုင်းဟင်းသာခရိုင်ရေမျက်နှာမြို့နယ်နေတဲ့ယူမှအဆက်တွင်နဲ့ထိတွေ့တိုက်ပွဲများပြင်းထန်နေသည့်အတွက်စစ်ဘေးရှောင်နေသည့်ဒေသခံများကိုပြန်မလာပါကနေအိမ်များချိတ်ပိတ်မိဟုစစ်ကောင်စီချင်းချောက်နေကြောင်းဒေသခံများထံကသိရတယ်စစ်ဖြစ်နေတဲ့နေရာပေါ့နော်အတင်းအဓမ္မလာဟိုင်းတာနော်တော်တော်လေးကိုစစ်ဖြစ်နေတယ်ဆိုဘယ်သူမှနေလို့များ ပီတူရီနေတော့သူတို့ပီတူရီရှိရင်ပီတူရီနဲ့ကပါလို့ဖို့သူတို့ကပီတူရီကိုအတင်းနေခိုင်းလားဆက်ကြည့်အောင်နောက်တဲ့နေ့ပေါ့၆မျိုးပေါ်ထွေအုပ်ယုံမှာထွက်လာတော့စစ်ကောင်စီတပ်သားများကိုတဲ့မိုင်းဆွဲတိုက်ခိုက်မှုတဲ့စစ်တပ်ဘက်မှ၂ဦးတေဆုံးတဲ့သခိုင်းတိုင်း၆မျိုးပေါ်ထွေအုပ်ယုံမှာထွက်လာတော့အချမ်းဘစစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်တပ်ဘက်မှ၂ဦးတေဆုံးခဲ့ကြောင်း BNDF တပ်ခွဲအညာမိုင်းအဖွဲ့မှတာဝန်ရှိသူတအူးကပြောဆိုထားတယ် เนาะအိုးရဲ့တည်တာနဲတော့နဲသေးတယ်ကျွန်တော်နောက်မှာတော့ကျွန်တော်တို့ရဲ့ကျွန်တော်တို့ချိရတဲ့ကိုတေဇဆန်းသူကကျွန်တော်တို့ဒေါက်တာတေဇဆန်းပေါ့သူကပြောဆိုထားတယ်ကျွန်တော်တို့ဒီအညာမြေမာလို့အခုတနိုင်ငံလုံးမှာစစ်ကောင်စီကဘုံကျဲနေတဲ့ဟာကိုအတိတ်တည်းရှိဖို့သူပြောပြထားတာလေ17000ရောင်ဒေါ်လာဒီသူအပေါင်းတို့ခင်ဗျာခုချိန်မှာကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းပါဖက်စစ်အာနာယူမိစ္ဆာတွေက ကျွန်တော်တို့ပြည်သူတွေပေါ့သူတို့ရဲ့အားသာချက်ဖြစ်တဲ့လေချောင်းအားကိုပြီးတော့ရရဆက်ဆက်တက်နေဖြတ်နေနေစဉ်နဲ့မြဘုံကျဲတိုက်ခတ်နေတာအားလုံးပြီးကြမှာဖြစ်ပါအခုဒါ2025ခုနှစ်နော်ဒီလတွေပေါ့နော်ဇန်နဝါရီဖေဖော်ဝါရီမတ်ဒီကာလတွေဆိုပို့ပြီးတော့တောင်မှအရသာပြည်သူတွေနော်ရည်ရွယ်ချက်ရှိရှိဘုံကျဲတိုက်ခိုက်တာတွေအင်မတန်ပြပြလာပါတယ်ခုနောက်ပိုင်းဆိုတာစက်တက်မော်တာလို့ခေါ်တယ်เนาะပါရာမော်တာဒီနေလေပို့ပြီးတော့လေချောင်းအန်ဒရီယာပို့ညလာတဲ့အခြေအနေပေါ့ဗျာ ဒါနဲ့ပတ်သက်ပြီးတော့လေမိဘပြည်သူတွေအားလုံးဒါအထူးပို့ပြီးတော့ပြည်ဆိုင်ကြဖို့ဒီနေရာမှာအတိတ်ကဒီကနေတိုက်တွန်းတရင်စကားပါကြတာတခုရှိပါအဲ့တော့ဒီကြောင်းနဲ့ပတ်သက်ပြီးရန်သူတရင်ကိုကျွန်တော်တို့ကကြိုတင်နော်ရရှိဖြန့်ဖြူးပြီးတော့ဒါတို့ကဒါကြိုတင်ပြင်ဆင်ဖို့ပေါ့ဒီအတွက်ဆိုရင်ဒါအားလုံးသိကြပြီးသားပါကျွန်တော်တို့ E A R E R လို့အတူကခေါ်ကြတယ် Enemy Arrow နော် Telegram Channel တော်လန်ပြည်သူတော်တော်များများသိကြပြီးသားရောက်ရှိပြီးသားဖြစ်မယ်ထင်ပါတယ် အဲ့မှာတယ်ယူကန် channel ပြတာနော်တနိုင်ငံလုံးနဲ့ပတ်သက်တဲ့လေးချောင်းရန်သူရဲ့နော်လေးရင်အတက်တွေအစင်းတွေနော်ဒါလေးချောင်းနဲ့ပတ်သက်တဲ့သတင်းတွေပေါ့ဗျလေးရင်စီတဲတဲ့လမ်းကြောင်းတွေကအဆပေါ့နော်အားလုံးကိုစုစည်းပြီးတော့ပြည်သူလူထုသိအောင်အချိန်နဲ့တပြေးညီကျွန်တော်ဒီ Telegram channel ER channel ရှိပါတယ်ဒီပေါ်မှာလည်းပြည်သူတွေကနော်ကျွန်တော်အရင်ထက်ပို့ပြီးတော့သတင်းတွေပေးပို့ကြဖို့အင်မတန်အရေးကြီးပါကျွန်တော်တို့ပြည်သူတွေမပါလို့နိုင်မလဲဒါအားလုံးသိပါတယ်ရန်သူရဲ့ဒါနော်ဒါလေးရင်ဝင်းနေနော်ရဟရင်ဝင်းနေတဲ့နီးတဲ့ပြည်သူတွေကဒီလေးရင်အတက်တွေအစင်းတွေ ဒီကြောင်ပြင်ဆင်မှုတွေကိုကျွန်တော်တို့ EAR EA နော်ဒီ channel ကိုဆက်သွယ်ပြီးတော့တရင်ပေးပို့ကြဖို့လည်းကျွန်တော်ထပ်မံပြီးတော့တိုက်တွန်းအဲနှိုးဆော်ခြင်းပါအလားတူကျွန်တော်တို့ပြည်သူတွေအနေနဲ့ဒီ EAR channel တွေကိုဝင်ပြီးတော့ရန်သူဒီကြောင်တရင်တွေကိုရရှိနိုင်မယ်လိုအပ်တာတွေကြိုးနေပြီးစင်ဖို့လည်းရည်ကြီးပါတယ်ခုနောက်ပိုင်းဆိုရင်ကျွန်တော်တို့တေချာပေါက်ကျွန်တော်တို့ပို့ပြီးတော့အားဆိုင်ရမှာကကျွန်တော်တို့ဒီနော်အဘံကားဒီကရုတ်တွေနော်ဒါလေကြောင်း underway ပေါ့ဗျာနော်ကြိုတင်ကားကွယ်ရေးအတွက်ဒါလေးရခင်ထပ်ပို့ပြီးတော့ ပြင်ဆင်ထားဖို့အရေးကြီးပါတယ်ခင်ဗျာရန်သူကတော့တေချာတယ်เนาะဒါစဉ်းစားတတ်တဲ့လူစိတ်မရှိတဲ့လူဖက်စစ်စစ်ဝါဒီတွေဆိုတော့ပြည်သူလူထုကိုရွေကြက်ရှိရှိတိုက်ခိုက်မှုတွေကပူပြီးတော့များပြားလာမဲ့သဘောမှာရှိတယ်ကျွန်တော်တို့ပြည်သူတွေအနေနဲ့ဒီအတွက်เนาะငါတို့ပြည်သူမှာပြည်သူရှိတယ်ဆိုတဲ့ခံယူချက်အတိုင်းအပြန်အလှန်ပို့ပြီးတော့တရင်เนาะမျှဝေကြမယ်ဖလှယ်ကြမယ်ဒီကျွန်တော်တို့ရဲ့ဒီ ER channel တွေကိုလည်းရခင်ထပ်ပို့ပြီးတော့သတင်းတွေတော့ပေးပို့ကြဖို့ဆက်သွယ်ကြဖို့အပြန်လန်အဆက်နော်ချိတ်ဆက်လုပ်ကြဖို့လည်းကျွန်တော်ဒေတာဆန်းဒီနေရာကနေဒါတိုက်တွန်းလို့ဆိုသတင်းစကားပါလိုက်ရပါတယ်ခင်ဗျာပြီးသူမှာပြီးသူရှိရရေတော့ဘုံအောင်ရမယ်ဟုတ်တယ်နော်ခုလေနဲ့ပုံချင်းနေတဲ့ဟာမှာတော်တော်လေးကိုများလာတယ်အဲ့ဒါကြောင့်မို့ပြည်လူထုတွေလည်းလိုအပ်ရင်ဂရုချင်းနေသူမဲ့အခုဘန်ကာတွေလုတ်ပြီးမှမိမိကိုယ်ကိုမိမိအသက်နိုင်ဆုံးကလုံချောင်းနေဖို့ပြောချင်ပါတယ်ဒီခုလေခု ပြောတဲ့ EH Telegram channel ထဲမှာလည်းဝင်ပြီးမှသတင်းတည့်ရလို့သတင်းပို့မတည့်ရလို့လည်းအဲ့ဒီကနေသတင်းယူပြီးမှဆင်ခြင်ပြီးမှကိုယ့်ကိုတရားတော်နဲ့သူချိတ်ဆက်ပြီးမှလုံလုံချုံချုံနေကြဖို့ပြောရှင်ပါတယ်ဟိုဆက်ပြီးတော့နောက်မှာကျွန်တော်တို့မအလာလုံးမဲ့ရွေးကောက်ပွဲကိုကျွန်တော်တို့ရဲ့ချေရတဲ့ညီလေးပုံမိုက်ခဲပုံမိုက်ခဲကဘာပြောထားလဲဆိုနားထောင်ကြည့်အောင်ဘယ်လိုမဲထဲ့မလဲဆိုတော့ညီတို့တော်မှလာရင်လာလို့ရတယ်လေနော်ဘာလို့လို့ဆိုတော့အဲ အလန့်နီးနေရဦးညီတို့လေအဲ့တော့ကြတော့မိတ်ဆွေမိတ်ပြစ်ဆွေပြပေါ့နော်တပိတ်ဒီပါတီတောက်ပြီးတော့မဲသွားထည့်ရင်လည်းထည့်ပေးလိုက်မှာပေါ့ဒါကတော့သူတို့လှုပ်ချင်သဘောဆိုတဲ့လှုပ်ပေါ့နော်အဲညီတို့ကတော့ညီတို့လှုပ်ဆရာရှိတဲ့လှုပ်ကိုလှုပ်သွားမှာဖြစ်တယ်ဒါတရားမျှတတဲ့ယူကောက်ပွဲကိုကြတော့လက်မခံနိုင်ပဲပေါ့နော်အဲပြည်သူဒုက္ခရောက်ပေါ့နော်လူမျိုးတုံးတစ်ဖြတ်မှုပုံစံမျိုးတွေလုပ်ပြီးတော့မှအဲမျှတပါတယ်ဆိုတော့ရေကောက်ဝယ်ညီတို့အနေနဲ့လက်ခံတရားအကြောင်းမရှိအဲ့တော့じゃတော့ဘောနော် အပြီးသူစစ်စစ်တင်နေတယ်တကယ်လို့ယူကောက်ပဲသူတို့လုံနိုင်ခဲ့တယ်ဆိုရင်လည်းမဲသွားမထည့်ဖို့အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့တကယ်လို့လုတ်ခဲ့တယ်ဆိုရင်တော့ညီတို့အနေနဲ့မဲသွားထည့်ပေးမှမလို့ပါ။ ပြီးရင်မနော်တည်တဲ့လူတွေရောနော်စစ်တပ်ထဲမှာဘောနော်နောက်ဘက်ကူးသွားတဲ့လူတွေရောထည့်မယ်ဆိုတာညီတို့သိတယ်အကြောင်မလို့ပြည်သူစစ်စစ်တွေဘောနော်မဲယူောက်ပွဲကိုဆန္ဒရှိသည့်ဖြစ်စီမရှိသည့်ဖြစ်စီမလာဘူးရေးကြည့်တယ်ဘာကြောင့်လဲဆိုတော့ညီတို့ဘောနော်စက်ကူမဲတော့ထည့်ပါမို့လို့နော်ညီတို့ဆန္ဒဆန္ဒထဲမှာရှိတဲ့မဲတွေဒီခါတည်းမဲယုံမှာထည့်ပြီးခဲလိုက်မယ်လေနော်အဲ့တော့ကြောင့်မလို့ဘောနော်ညီတို့လောက်ဆရာရှိတဲ့လောက်တော့လောက်တော့ပါပါပြောတာပြတ်တယ်နော်သူတို့စိတ်ထဲမှာရှိတဲ့သူတို့ဆန္ဒမဲဘုံမိုက်ခဲတွေဆန္ဒမဲကဘာဖြစ်မလဲဆိုတာကိုယ့်အကိုယ်တော်တွေးကြည့်တော့နော် မင်းမဲတော့တို့ချင်းပိုမိုက်ခဲလို့အဲ့မှာအခုတော်လိုင်းတက်ဖွဲ့တွေက PDF အဖွဲ့တွေအများကြီးပဲသူတို့လက်ထဲပေးလိမ့်မယ်ပေချာပေါက်လက်ထဲပေးလိမ့်မယ်စက်ကြည့်အောင်နောက်မှာကျွန်တော်တို့ဘိုချုပ်ထုံမြတ်နိုင် AAC UC ချုပ်ဘိုချုပ်ထုံမြတ်နိုင်ပြောထားတဲ့သူရဲ့မှတ်သားလောက်ဆရာစကားတွေကိုပြန်ဖတ်ပြထားတဲ့လူငယ်လေးတယောက်ရဲ့ဗီဒီယိုရန်ကောင်းတယ် ကြရနော်ဖတ်သွားတဲ့စာလည်းတော်တော်လေးပညာလားပါတယ်တော်တော်လေးလည်းဟုတ်တယ်တေချာတိုင်းပြည်မှာလက်ရှိဖြစ်နေတဲ့ဟာတွေနဲ့ကွက်တိနေပဲနော်လုံးဝကွက်တိနေပဲအရင်ကောင်းပါတယ်ပို့ချွတ်ထုံးမျက်နှာရဲ့စကားတွေလို့ပြောထားပါတယ်ဆက်ကြည့်အောင်နောက်မှာတော့ကျွန်တော်တို့အတန်ငယ်ပြီးမှအာလေးရောင်နေတဲ့ကောင်းပါလေနော်ဟိုဘက်ရက်ကွက်ကအပပရဲ့ဒုမနာသမီးသမီးတော်မဟုတ်တော့တော်ငယ်သေးတယ်နော်ပုတ္တမမဟာခွေးတို့နဲ့ တတူတူပဲဒီခွေးမလေးရတယ်เนาะဒီခွေးမလေးတော့တော်လေးကိုအားလေးရောင်းလဲဒီကောမလေးတော့တော်ရိုင်းလဲရိုင်းနေတစ်ချိန်လို့အမေစုကိုရိုင်းရိုင်းဆန်းဆန်းနေပြောသူဗီဒီယိုတိုင်းမှာအဲ့လိုလေးပြောနေတဲ့ကောင်မလေးဆက်ကြည့်အောင်နိုင်ငံနဲ့နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့တာဝန်ရှိတာအစိုးရမှတာဝန်ရှိရလို့ပြောခဲ့တာလေဖာစုပဲဟုတ်လားမှန်ပါတယ်နိုင်ငံတကနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ပြည်သူလူထုမှတာဝန်ရှိတယ်ဒီပြည်သူလူထုကိုပဲအစိုးရကအားကိုအားထားပြုရမယ်လို့ပြောခဲ့တာလေဖာစုပဲတိ အစိုးရမှလည်းတာဝန်ရှိတယ်ပြည်သူလူထုမှလည်းတာဝန်ရှိတယ်အတ္တကွန်နားမလဲဘူးမင်းတို့ခွေးအုံနောက်မင်းတို့မှအုံနောက်ထဲမှာခေါင်းထဲမှာချီးပဲရှိတဲ့အုံနောက်လည်းမင်းတို့ဒီရဲ့မေစုပြောတဲ့စကားလေးကကျွန်တော်မင်းတို့လူမျိုးခွေးလူမင်းတို့လူမျိုးဘောမရနားလဲမှာမဟုတ်ဘူးမင်းတို့အုံနောက်ထဲမှာချီးပဲရှိတော့တဲ့ဒီစကားလေးမင်းတို့နားမလဲနိုင်ဘူးနော်နားမလဲနိုင်မင်းတို့ဒီစကားလေးကိုလိုက်ပြန်မတိုက်ခိုင်းနဲ့ဒီစကားလေးကအုံနောက်ရှိတဲ့သူတိုင်းကစဉ်းစားတတ်တယ်နော်ဒီမေစုပြောတဲ့ဟာအစိုးရမှတာဝန်ရှိတယ်ပြည်သူမှတာဝန်ရှိတယ်ဆိုပြောတာကလည်းအဲ့လာက အုံနောက်ရှေ့လူကိုစဉ်းစားတယ်မင်းတို့ပဲမစဉ်းစားတယ်လားတူတက်ခဲငါနှစ်တာလေးအထွေးမာတော့မှာဒီစကားဟိုအစိုးရမှာတာဝန်ရှိတာနဲ့ပြည်သူလူထုမှာတာဝန်ရှိတယ်ဒီစကားနှခုပြောခဲ့ရခေါင်းဆောင်ပိုင်းအပေါ်ထပ်ပြီးတော့မှခွာဟာစကားပြောမှတော့နိုင်ငံမပြည့်စည်ပဲနေမလား တကယ်တော့ဒီ main ကလေးကလေသူပြောနေပါစကားပါလေပါလေအဲအစအဆုံးအမေစုကစအဲ့လိုတုံးနေဆိုတော့သူမိတာဆူလိုက်ရအဲ့လိုမျိုးမျိုးရိုးတွေဖြစ်နေတော့လေနော်အဲ့ဒီမျိုးရိုးအဲ့လိုဖာလောက်စားတဲ့မျိုးရိုးကဖြစ်နေတော့လေအဲ့ဒါကြောင့်မို့သူမှအကြောက်တရားမရှိအဆက်တရားမရှိဘင်းအဲ့လိုပြောရဲတာလူကငငယ်လေးနေအဲ့လိုမမတ်ရရန်နေသူပြောရဲတာဒါပေမဲ့သူတတိတော့ကောင်းကောင်းထားနေအတက်ငယ်လေးတယ်နော် အတက်ငယ်လေးအရှိအဆက်မဲ့အနာဂတ်တွေအများကြီးရှိသေးတယ်အဲ့ဒါကိုမှကိုယ့်အကူနားမလဲပဲဒီတိုင်းနေဆက်လုပ်နေမယ်ဆိုရင် မဲ့တက်တူလိမ့်မယ်နော်ထားတော်မှပဲဟိုပါလေတသုံးချောင်းထားပြီးအမေအမေလို့တော့ဒီလိုဒေါ်လာရေးစားခဲ့ကြပြန်တာကောင်းကျိုးရှိလို့တော့ဟမ်ဒေါ်လာရေးစားခဲ့တာလမ်းနဲ့အိမ်နေသားတွေအကုန်မိုင်းခွဲပြီးမှစားခဲ့တာလေပြန်တာကောင်းကျိုးရှိတော့လမ်းနဲ့အိမ်နေသားတွေမိုင်းခွဲတယ်နော်လမ်းနဲ့အိမ်နေသားတွေမိုင်းခွဲတယ်မင်းတို့လေရင်နဲ့ဘုံကျဲနေပပဆက်ဆက်ကျဲနေတာက အိမ်တွေပြက်စီတာရွာတွေပြက်စီတာမြို့တွေပြက်စီတာเนาะ PDF တွေတိုက်ခိုက်နေလို့ပြက်စီတဲ့မြို့ဆိုတာမရှိဘူးသူတို့ကိုလာပြီးတိုက်ခိုက်တဲ့စစ်ခွေးတွေကလေရင်နဲ့လာပြီးပြည်သူတွေရှိတဲ့နေရာတွေကိုဘုံနေအတင်းအတမကျဲနေလို့အခုပြည်သူတွေကအိမ်တွေပြက်စီတာเนาะလမ်းတွေတံတားတွေမိုင်းခွဲလဲဆိုတိုက်ခိုက်လဲဆိုတာလဲမင်းအဲ့ဒါတွေလည်းမင်းငယ်လေးတွေမင်းမလေ့လာအောင်เนาะတော်တော်လေ့လာရအောင်မင်း PDF တွေကအခုချိန်မှာတော်လန်ကြီးလောက်တယ်ဆိုတာက တော်လိုင်းရင်မပြီးလိမ့်မယ်ဒီစကားလေးရှောက်ပြောမလဲနဲ့တော်လိုင်းရင်ပြီးတာလေးမဆောက်လိုက်အောင်။ဒီမှာတဘုံကထဲခဲ့တဲ့ဖရားလည်းမရှိတဘုံကထဲခဲ့စီအောင်။အတဘုံတော့သူ့ဖရားတည်ပြီးအောင်။တဘုံကလက်မခံဘူး။ချင်းချင်းလေး။နင်လက်မခံရင်ဟွာပဲခံလိုက်နော်။လက်မခံရင်မပြောတော့ရိုင်းရိုင်းတော့ပို့ရိုင်းသွားတဲ့စကားလေးပြောချင်တော့သူတို့ကြည့်ပြီးတော့ရိုင်းတဲ့စကားလေးပဲထွက်လာ။အဲကြောင့်ဆက်မပြောချင်တော့ဘူး။ ဗီဒီယိုလေးကတော့လောက်ပါပဲအဆုံးလေးလိုက်ပါကြည့်ရှုပေးတဲ့အရောက်တိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် channel လေးကို subscribe မလုပ်ပါလေးဘူးဆိုရင်လည်း subscribe လေးလုပ်ပြီးဝန်ရံပေးကြဖို့မေတ္တာရက်ခံပါတယ်မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေစစ်အာဏာရှင်အမြန်ဆုံးကြာရှုံးပါစေအရေးတော်ပုံအောင်လေးပြီ